โอเคရှယ်ရှာပါပါပေါ့เนาะမနေ့တုန်းကကျွန်တော်ကို info လုပ်နေတဲ့ကျွန်တော်တို့အမျိုးတွေတရားဝင်နေပြီးတော့ဖုံးဆက်လာတာပေါ့เนาะအာလှုပ်ရှင်ရနေပြီးတော့တဲ့သူပတ်ဆံကိုတဲ့ပတ်ဆံအာ3000ကျော်ပေါ့เนาะချီးသွားတာပေါ့ချီးသွားတဲ့ဟာကိုပြန်ပြီးတော့လည်းမပေးဘူးပေါ့เนาะအခုအလုတ်ကနေပြီးတော့အထုတ်ခံနေရပြီပေါ့เนาะဟုတ်ကဲ့အဲ့တော့ဟိုအလုတ်ရှင်ရလည်းပြောတယ်ဟိုတိုင်ရဲလေးလူတိုင်ပေါ့เนาะအဲသူဒီယူမဆိုင်ဘူးပေါ့เนาะကိုနေပြီးအဲ့လိုလူတွေလည်းဆက်လာတယ်ဆက်လာတော့ကျွန်တော်အနေနဲ့ကျွန်တော်ပြန်စဉ်းစားတာပေါ့เนาะအဲ့တော့ထိုင်းနိုင်ငံမှာ နော်အလုတ်ရှင်ကနေပြီးတော့လဲအလုတ်သမားပတ်စံချီးတဲ့လူတွေလည်းရှိသေးတယ်နော်မကြုံဘူးတဲ့လူတွေတော့မသိဘူးခုတော့လက်တွေ့ပဲဖုံးဆက်လာတယ်ဗျအဲ့တော့ကျွန်တော်တို့တွေထိုင်းနိုင်ငံမှာတကယ်လို့ပတ်စံတယောက်နဲ့တယောက်ပေါ့နော်တငယ်ချင်းတွေအချင်းချင်းပဲဖြစ်ဖြစ်အကူနဲ့အသိတွေပဲဖြစ်ဖြစ်သိတယ်ဖြစ်စင်မသိတယ်ဖြစ်စင်သူတို့ဘာကိုကူညီပြီးတော့ပတ်စံချီးပေးလိုက်တယ်ဆိုရင်လူတိုင်းကချီးပေးလို့ရတယ်ဒါလူမှုရေးရပါဗျာနော်ချီးပို့လို့ရတယ်ဒါပေမဲ့လို့ထိုင်းနိုင်ငံမှာကပတ်စံ2000ထက်ကျော်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဘန်းငွေ2000ထက်ကျော်သွားပြီဆိုရင်စာနဲ့ပေနဲ့လောက်ရတယ်လို့ เนาะဒါအရှိနေတွေကလည်းလမ်းညွန်ပြတာတွေရှိတာပေါ့เนาะဒါပေမဲ့ရင်တော့တော့ဒါအာစာနဲ့ပေနဲ့လောက်အောင်လေတို့ပြောတာပေမဲ့လည်းအခုဒီနောက်ပိုင်းနေမှာကကြတော့ social media တွေကသုံးနေကြတယ်လေ social media တွေသုံးနေကြတဲ့ခါကျဥပမာ line ဆက်ရနေပြီးတော့လည်းကောင်းအော်ကျွန်တော် Facebook ကတော့လည်းကောင်တခြားသော application ကတော့လည်းကောင်တရားနဲ့တရားစကားတွေပြောပြီးတော့ခြိမ်းတမ်းငှားရတယ်ဆိုတော့စာတွေပေးတယ်တရားနဲ့တရား chat box တွေမှာရေးရတဲ့ဟာတွေလည်းပဲအဲကျွန်တော်တို့အတီးပြုတ်ပြီးတော့ဒါတွေကိုရိုက်ထုတ်ပြီးတော့လည်းတိုင်ကြားလို့ရနိုင်တယ်လို့ မိမိတို့ကနေပြီးတော့မိမိတို့ဗန်တယ်ကနေပြီးတော့တခါသူတို့ဘာကိုလွှဲပြလိုက်တယ်လို့ဥပမာကိုချေးပြလိုက်တယ်လို့ဟိုဟိုကလွှဲပြလိုက်တယ်ဆိုရင်ဒါနဲ့သက်သေတရကတခုအဖြစ်နဲ့တရားရုံးမှာရင်ဆိုင်ပြီးတော့ကျွန်တော်တို့ငွေကိုပြန်တောင်းနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ခုနကကျွန်တော်ပြောသလိုပေါ့နော်တကယ်လို့စာနဲ့ပင်နဲ့လှုပ်ထားတာရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဥပမာအပြည့်ကျွန်တော်ဘန်းငွေ2000တဲ့မကျော်တော့အဲငွေတွေဆိုလို့ရှိရင်ကိုအချင်းချင်းတွေကတယောက်နဲ့တယောက်မြင့်မြင့်သက်သေတွေနဲ့သွားပြီးတော့အဲဘယ်လိုပြောမှာပြန်ပြီးယူလို့ရတယ်ရဲစခန်းသွားပြီးတော့ပြန်ပြီးတော့အမျက်မြင့်သက်သေတွေဆိုပြောရအောင်အာဒါသက်သေတွေက ဟုတ်တယ်သူပတ်စံချီဝါတော့ဟိုလူရှိတယ်ဒီလူရှိတယ်အဲ့ဒီတက်တီကိုတွက်ပြပြီးတော့ခေါ်သွားပြီးတော့ဒါရဲစခန်းမှာတွက်ထွက်ဆိုပဲဆိုရင်လည်းချီတာနဲ့ပတ်စံတွေပြန်ရနိုင်တယ်ပေါ့နော်ဒါကကြတော့2000နဲ့မကျော်တော့ငွေတွေဆိုရင်တော့ငွေကတိတ်မများဘူးဆိုတော့လေဟဲ့2000နဲ့ကျော်လာပြီဆိုရင်ဘယ်နေ့ပဲချင်းပဲကာလမှာကျွန်တော်ဘယ်သူကနေပြီးတော့ဘယ်သူ့ကိုပတ်စံဘယ်လောက်ချီလိုက်ပါတယ်နော်ချီလိုက်တဲ့ငွေပမာဏကဘယ်လောက်လဲဆိုတာရဲ့ဒီတဲမှာဘယ်နေ့ဘယ်ချိန်ဒီစာချုပ်တွေဘယ်နေရာမှာစပြီးတော့လှုပ်လာခဲ့တယ်ဘယ်နေရာမှာရေးတာလဲပေါ့เนาะကျွန်တော်ဒီစာချုပ်ချုပ်တဲ့နေရာမှာလဲကျွန်တော်အုံနောက်တွေအကုန်လုံး အသိဉာဏ်နဲ့အကုန်လုံးအပြည့်အဝနဲ့ကျွန်တော်အုံနောက်မကောင်းခြင်းယူသွခြင်းဘာညာရေမရှိဘူးဆိုတဲ့အကြောင်းပေါ့နော်ကျမကြီးကောင်းကောင်းမွန်မွန်နဲ့အားလုံးအသိအပြည့်အဝရှိတဲ့လူတယောက်နေလဲရေးဆွဲထားတယ်ပြီးတော့တခါအဲချီးတဲ့လူကဘယ်လောက်ချီးသွားလဲပြီးရင်သူ့ရဲ့မျက်မြင်သက်သေတယောက်တော်ကောင်နှစ်ယောက်တော်ကောင်ကိုယ့်ဘက်ကလည်းပဲပေါ့နော်တယောက်တော်ကောင်နှစ်ယောက်တော်ကောင်ဒါမျက်မြင်သက်သေတွေခေါ်ပြီးတော့ဒါလက်မှတ်ထိုးပြီးတော့တိမ့်ထားမှဆိုရင်ပို့ပြီးတော့တေးကြတာပေါ့ဒါပေမဲ့ထိုင်းနိုင်ငံမှာကျွန်တော်တို့ချီးငှားပြီးတော့အဲကျွန်တော်တို့ငွေတိုးတွေချတာမျိုးတော့10တိုး20တိုး30တိုးဆိုအဲ့လိုမျိုးလေးဆိုရင်တော့ ဘယ်သူမှကုညီလို့ရမှာမဟုတ်ဘူးပက်ဆန်ချီးတဲ့လူကအမှားယူတဲ့လူကအမှန်ဖြစ်သွားပြီးတော့ပက်ဆန်ချီးတဲ့လူကပါတခါထပ်မှန်ပြီးတော့ဖမ်းခံရအောင်မယ်နော်ထိုင်းလို့ခေါ်ရင်ပွိုင်ငွန်ကုနော့ကလဘဘလို့ခေါ်တဲ့ခွင့်ပြုချက်မရှိဘဲနဲ့ငွေချေးတယ်ဆိုပြီးတော့ပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တို့တတ်မှတ်ထားတဲ့တည်တန်းသမငါတည်တန်းသမနှစ်ငါရခိုင်နှုန်းပဲအတိုးယူရမယ်ဆိုတာစသဖြင့်ပေါ့ဗျာနော်ဒါဒါတို့ရဲ့ဥပဒေချမှတ်ထားတဲ့အပိုင်းလေးတွေပေါ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ် အဲကျွန်တော်တို့မျိုးနေနေနဲ့တောင်နဲ့တောင်ပတ်စံချေငားမယ်ဆိုရင်အနည်းဆုံးတော့သတိတွေရှိသွားတာပေါ့ဗျာ။ဟုတ်မင်းတို့ပြောရတဲ့စာနဲ့ပိနေတဲ့စာကြုံချုံမှရမယ်။2000လဲကျော်သွားပြီဆိုတဲ့အခါကျတော့เนาะဒါလေးကတော့အများအတွက်ကတော့အဲပထမပိုင်းကတော့ကျွန်တော်မပြောပေးဘူးအဲကျွန်တော်မပြောတော့မလို့ပဲဗီဒီယိုမလုပ်ပေးဘူးမယ်ဒါပေမဲ့လို့အခုလိုဆက်လာပြီးတော့ပေါ့နော်အခုရေးတဲ့ဒါလေးကိုတော့နည်းနည်းလုပ်ပေးပါအဲ့ဒါနောက်ကြံတဲ့လူတွေကျမလိုမျိုးမထီအောင်ဆိုပြီးတော့အဲ့လိုမျိုးတွေပြောရတဲ့အတွက်ကျွန်တော်လည်းအခုလိုမျိုးဗီဒီယိုလေးလုပ်ပြလိုက်တာပေါ့ဗျာကြံတဲ့လူတွေလည်းဒါမျိုးမဖြစ်ရလေအောင်ပတ်စံချင်းငားတာနဲ့ပတ်သက်ပြီးတော့အားလုံး အဲ့တိကောင်းစရာလေးတွေအဖြစ်နဲ့ပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့မျိုးတို့ရေးအချင်းနဲ့အချင်းချင်းလည်းပြန်လဲမျှဝေပေးခြင်းအဖြစ်လဲနှစ်နှစ်တယောက်ကူညီပေးနိုင်ပါတယ်ခင်ဗျเนาะအားလုံးဒီလူအဖြစ်ဆိုမျိုးနဲ့ဘယ်တော့မှမကြုံမိကြပါစေနဲ့အားလုံးတတိနဲ့ကျွန်တော်ဥပဒေတိုင်းလိုက်နာဖို့အတွက်ကိုလည်းပြောလိုပါတယ်အားလုံးကန့်ကောက်ကြပါစေခင်ဗျမင်္ဂလာပါ